နိုင်ငံတနိုင်ငံလို့ပြောလို့ရှိရင်လွန်လည်းမထင်နဲ့ကျွန်တော်တို့ Facebook သမုဒ္ဒရာထဲမှာ Nor ru လို့အတန်ထွက်တယ်တခါတလေ Na uru လို့အတန်ထွက်တယ်နိုင်ငံတိတိလေးရှိတယ်ကိုဖင်မြင့်ဆိုရင်တေချာဟောတယ်အဲ့ဒါကိုကွင်းတကွင်းသားကိုဟောတယ်အဲ့ဒီနိုင်ငံလေးကဘာတွေထွက်လဲဆိုတော့ Phosphorus တွေထွက်တယ်အဲ့ဒီနိုင်ငံလေးက Phosphorus တွေထွက်ပြီးတော့ပညာမသိဘူးက Phosphorus တွေတူရောင်တူရောင်ဟိုကျွန်တော်တို့အရာဝတီမြစ်ကိုရောင်းစားသလို Phosphorus တွေကိုရောင်းစားတာ ရောင်းဆိုင်ရောင်းဆိုင်ရောင်းဆိုင်နဲ့ဘာတွေဖြစ်ကုန်လဲဆိုတော့အဲ့ဒီကလူတွေကဗျာတွန်းလေးကသေးသေးလေးရဲ့ဘလောက်ထိချမ်းသာလဲဆိုတော့တခါတလေတောင်းနဲ့တောင်းသွားရနေပြီးတော့ကားနှစင်းဆုံမိရောဆုံမိရောလမ်းကျင်းပြီးတော့သူလည်းရှောင်ပေးလို့မရဘူးကိုလည်းရှောင်ပေးလို့မရဘူးမရရင်ဘာလုပ်လဲဆိုတော့အဲ့လူနှစ်ယောက်လုံးကရန်လည်းမဖြစ်ဘူးကားပေါ်ဆင်းပြီးတော့အဲ့ကားတွေဒီတိုင်းထားပြီးတော့အစ်စ်ထဝယ်အဲ့ဒီလောက်ချမ်းသာတဲ့အဲ့ဒီလောက်ချမ်းသာတဲ့နိုင်ငံနော်အော်ပြင်းတယ်ကွာ shopping ထွက်မယ်ဆိုပဲရစ်ကိုသွားတာမုံသွားဆောင်းမယ်ကွာဆိုနယူးယောက်ကိုသွားတာ ဲ့လိုနိုင်ငံအဲ့ဒီနိုင်ငံဟာလွန်ခဲ့တဲ့9နှစ်လောက်တုန်းကကမ္ဘာအဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်သွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ phosphorus တွေကုန်သွားပြီ။ phosphorus တွေကုန်သွားပြီ။ကြောင်းစားလိုက်တာ ရောင်းစားလိုက်တာနိုင်ငံမှာ phosphorus တွေကိုတွင်းတွင်းတွင်းနေပဲကျန်တော့တယ်။ဘာမှမရှိတော့ဘူး။အဲကျွန်တော်ပြောတာအဲ့ဒီကျွန်တော်ပြောတဲ့ nor ru ခုနကပြားတွေကတဲတလုံးမဟုတ်ဘူးလား။ နော်ဒူးဟာအဖြက်စီးခံလဲရတာမီးရှို့ခံလဲရတာဒီတဲ့ဒီတဲ့တဆင့်ပြောရမယ်ဆိုလို့ရှိရင်တဆင့်တက်တွေးကြည့်ပါ ရုပ်ဝိထုတွေကြီးမတွေးပါနဲ့ကျွန်တော်တို့လူငယ်တွေကိုယ်တိုင်အဖြက်စီးခံရတဲ့တဲတွေဖြစ်မှန်သွားနိုင်မှာ